မန္တလေးတိုင်းမတရားမျိုးနယ်တွင်မှရှိတဲ့တနက်ကြော်လက်လွတ်ထားရတဲ့စစ်ရှုံးနယ်မြေတွေစစ်ကန်းတွေအလုံးဒီဘကိုစိုးစုကပြန်လဲသိမ်းယူထိန်းချုပ်သွားပြီးနိုအင်မာ26ရက်ကစလို့တချို့တဘက်ကစင်ကူးနယ်တဲ့ကိုစတင်ဝင်ရောက်လာတယ်လို့မြင်းမြန်မာရှိနေတဲ့စစ်ရေးသတင်းမြစ်တွေကအမှတ်ပြုပြောပါရတယ်။မတရားနဲ့စင်ကူးနယ်အဆက်မန္တလေးမုတ်ကုတ်ကားလမ်းပေါ်မှာရှိတဲ့ အလန်အင်ကြေးရွာကိုစောစုကနိုဝင်ဘာ24ရက်မှာပြန်လည်သိမ်းယူသွားနိုင်တာကြောင့်မဒရာနယ်တစ်ခုလုံးကိုစောစုပြန်ထိန်းချုပ်သွားတဲ့အတိတ်ပဲဖြစ်တယ်လို့ဆိုပါရယ်နိုဝင်ဘာ26ရက်မှာအလန်အင်ရွာကတဆင့်စောစုအင်အား90လောက်စင်ကူးနေတဲ့အထိဝင်ရောက်လာတယ်လို့လည်းမြေပြင်စည်ရေးသတင်းမြစ်တို့ကပြောပါရယ်လက်ရှိမှာစောစုကမန္တလေးမုတ်ကုတ်ကာလန်ပလဲအင်းရွာထဲမှာအင်အား၄၀၀ခန်းမှာစစ်ကြောင်းတစ်ကြောင်းနဲ့မဒရာနယ်မြေရိုးကစစ်ကျင်ရွာနဲ့ မြေပုံကန်ရွာဘက်မှာစစ်ကြောင်းတစ်ကြောင်းရှိနေပြီးတော့စင်ကူးဘက်ကိုဆက်လက်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ်။ရှမ်းမြောက်ဒေသနောင်ချိုနယ်ကတဆင့်မတရားနဲ့အရှိချမ်းစေတော်ကြီးစကန်ကိုပြန်သိမ်းယူနိုင်တဲ့စုပ်စုနဲ့မန္တလေးမတရားကားလန်ကျော်အတိုင်းထိုးစစ်ဆင်လာတဲ့စုပ်စုတို့နှစ်ဖွဲ့ပေါင်းကအင်အား400လောက်ပတ်လည်အင်းရွာထဲကိုထိုးလာတာလို့ရေပြင်စည်သတင်းမြစ်ကဆက်ပြောပါရတယ်။စုပ်စုဟာစင်ကူးနယ်ကိုချိန်မချနိုင်မီလွန်ခဲ့တဲ့ရက်တွေကလေးက မန္တလေးမြို့ကကားလန်တလျှောက်မရရနဲ့စင်ကူးနယ်ကျေးရွာတွေကိုထင်တိုင်းကျဲဘုံကျဲတက်ပြက်လက်နက်ကြီးထုနေလို့ထောင်ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။မရရနဲ့စင်ကူးနယ်ကျေးရွာတွေကစစ်ပေးတိမ်းရှောင်ထွက်ပြေးနေကြတဲ့ပြည်သူတွေအတွက်စားတောက်နေထိုင်ရေးအရေးပေါ်အကူအညီတွေလည်းလိုအပ်နေရလို့လည်းစစ်ပေးရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။မန္တလေးမရရကားလန်ကိုစူမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့မန္တလေးမြို့နယ်ဆယ်မိုင်ကျော်အကွာကစစ်စကန်နဲ့အပါဝင် မရီယာနယ်ကစစ်ကန်း30ကျော်ကိုတော်လန်ရေးတပ်တွေကတနေ့ကြော်ကြာသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ငလင်အပီဆိုးစုကလေကြောင်းအာကို drone အာကိုနဲ့ပြန်လည်ထိုးစစ်ဆင်ရမှာအခုလိုမရီယာနယ်ကသိမ်းပိုက်နယ်မြေတွေအလုံးပြန်လည်လက်လွတ်လက်ရတာပဲဖြစ်ပါတယ်။